ယောဂီမန္တရကောင်းများယခုချိန်ခါမှစပြီးတရားရှိမှတ်ကြရမှာဖြစ်ပါတယ်ထိုင်နေကြရိယာပုဂ္ဂိုလ်ပြုပြင်ပြီးတော့ကြာကြာထိုင်နိုင်မဲ့အရိယာပုဂ္ဂိုလ်ပြုပြင်ပြီးတရားရှိမှတ်မဲ့အချိန်ကိုကန့်တတ်မှန်းပြီးတော့ကန့်တတ်ပြီးတော့အဋိဌံပြည့် ပြီးတဲ့အခါကျတော့နာသီပြားကနေပြီးတော့ဝင်လေလေးဝင်လာတယ်ဝင်လေမှန်သည်ထွက်လေထွက်သွားတယ်ထွက်လေမှန်သည်ဝင်လေသည်ထွက်လေသည်ဆိုတဲ့အာနာပါနကမ္မထံနဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားတမာတိဆိုရဟာအာယုန်တစ်ခုတည်းအပေါ်မှာစွတ်စွတ်ဆိုင်ဆိုင်ကြာနေခြင်းကိုတမာတိလို့ခေါ်တယ် အအာယုံတခုတည်းအပေါ်မှာစွတ်စွတ်ဆိုင်ဆိုင်ကြာနေအောင်ကြိုးစားပေးပေါ့ဝင်လေထွက်လေဆိုတဲ့အာယုံ အပေါ်မှာ စိတ်ကိုစိုက်ကြနေအောင်ကြိုးစားပေးခြင်းသည်တမာတိထူထောင်တယ်လို့ဒီလိုခေါ်တယ်အဲ့ဒီအချိန်မှာစိတ်ကတခြားတစ်ပါးမရောက်တော့ ဝင်လေထွက်လေနဲ့တမာရီထူထောင်တဲ့အခါမှာတမာရီထူထောင်မထူထောင်နည်းတွေမျိုးမျိုးရှိပါတယ်အဲ့ဒီတက်ကအများအားဖြင့်ကျင့်သုံးတဲ့နည်းကတော့ဝင်လေနဲ့ထွက်လေကိုအရေးအတွက်မှတ်တဲ့သင်္ချာနည်းပါပဲဝင်လေလေးဝင်လာတယ်ထွက်လေထွက်သွားတယ်အဲ့ဒါကိုတင့်လို့ဒီလိုသတ်မှတ် နောက်တကဝင်လေးလေးဝင်လာတယ်ထွက်လေထွက်သွားတယ်အဲ့ဒါကနှစ်နောက်တကဝင်လေးထွက်လေးသုံးဝင်လေးထွက်လေးလေးဝင်လေးထွက်လေးငါးအဲ့ဒီလိုနီးနဲ့တင်းနှစ်သုံးလေး၅၆ခွန်၈ကိုတစ်ဆက်အများအဖြစ်တော့တစ်ဆက်အထိလောက်ပဲရွတ်ွဲကြတာများပါတယ် အဲ့ဒါလိုရတတ်ပြီးပြီဆိုရင်တက်ကနေပြန်စတနှစ်3 4 5 6 9 10အဲ့ဒါလိုရတွက်ခြင်းအဖြစ်ဒီအရေတွက်အပေါ်မှာစိတ်ကမမှားအောင်တရိထားနေရတာဖြစ်တဲ့အတွက်ဟောဒီဒီမတွေးပြတော့အတွေ့အာယုံစီတို့စိတ်မရောက်တော့ဘဲနဲ့ဝင်လေထွက်လေအပေါ်မှာပဲစိတ်ကလေးတည်နေတယ် အဲ့ဒီနီးနဲ့တမာရီထူထောင်တဲ့အစင်လာလေးတွေရှိပါလေဒီတော့ယောဂီများဟာလည်းပဲလိုအပ်ရင်ဒီနည်းကိုအသုံးပြုနိုင်ပါတယ်ဝင်လေထွက်လေတက်ဝင်လေထွက်လေနှစ်စသည်ဖြင့်ဒီလိုအသုံးပြုနိုင်ပါတယ်သို့တော့အဲ့ဒီနည်းကိုအသုံးပြုရင်းနဲ့ သမာဓိလေးရလာပြီဆိုရင်ဒါသမာဓိအဆင့်ပဲဆိုတာတော့သဘောပေါက်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအဆင့်လောက်နဲ့တည်းပဲကျင့်တ်ပြီးတော့အဲ့ဒီလုပ်ငန်းနဲ့တည်းပဲအချင်းကုံသွားလို့ရှိရင်ဝိပဿနာဖြစ်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ဒါသည်သမာဓိအဆင့်သမာဓိရအောင်ပြုလုပ်နေတာပဲ။အဲ့ဒါတော့သဘောပေါက်ပြီးတော့သမာဓိလေးရလာပြီဆိုရင်ဝိပဿနာဖြစ်အောင်ကြိုးစား။ဝိပဿနာဖြစ်အောင်ကြိုးစားတော့ ဝိပဿနာဖြစ်အောင်ဘယ်လိုကြိုးစားမလဲဝိပဿနာဆိုတာက အရှုခံဖြစ်တဲ့အာယုံဒီယုတ်တရားနဲ့နတ်တရားပါပဲမိမိတဏ္ဍာမှာယုတ်သဘောပေါ်တယ်နတ်သဘောပေါ်တယ်ယုတ်ကဖောက်ပြန်တဲ့သဘောရှိတယ်နတ်ကသိတဲ့သဘောရှိတယ်ခန္ဓာကိုယ်ရဲ့ဒုပေါင်းခါခြေလက်အစိပ်ပိုင်းတွေကနေပြီးတော့နားရခြင်းနဲ့ကြိုက်တယ်ခဲတယ်ထောင်းတယ် ုတ်တယ်ရွတယ်တောင်းတယ်တင်းတယ်တရောရောဓမ္မမဖြစ်တယ်အဲ့ဒါလေးတွေဟာရုပ်ရဲ့ဖောက်ပြမှုလေးတွေပဲသိတဲ့သဘောဝါလေးကတော့နာရဲ့သဘောပဲခံစားတဲ့သဘောဆိုတာလည်းနာရဲ့သဘောပဲအတွေ့ကလေးဆိုတာလည်းနာရဲ့သဘောပဲအဲ့ဒီရုပ်နဲ့အဲ့ဒီနာကိုကြည်ပင်းနိုင်ရင်ဝိပဿနာဖြစ်ပါတယ်ယုံနံဆိုတဲ့နေရာမှာလည်းပဲ ပုဂ္ဂိုလ်တ attva ကိုကြည့်ရမှာမဟုတ်ဘူးအဆိုင်ခဲကြီးကိုကြည့်ရမှာမဟုတ်ဘူးအတ္တဘောခန္ဓာကြီးကိုကြည့်ရမှာမဟုတ်ဘူးတဘောခန္ဓာဆိုတဲ့တဘာဝတရားရုပ်တဘာဝနာမ်တဘာဝတရားတွေကိုကြည့်ရမှာအဲ့တော့ရုပ်တဘာဝနဲ့နာမ်တဘာဝပုံမှန်တရားမရှိဘူးကောင်းတယ်မရှိဘူးဆိုင်ခဲမရှိဘူး တဘာဝဆိုတဲ့အတိုင်းပဲအကြောင်းတိုက်ဆက်တဲ့အချိန်မှာလျှက်တပြက်ပေါ်ပြီးတော့အကြောင်းချုပ်ရင်ကျိုးချုပ်သွားတဲ့သဘောလေးပဲဒါကြောင့်မလို့သူကနာမည်ပညာအနေနဲ့ပြေးပင်ပေးထားကြတော့လည်းပဲရုပ်ပဲဝေဒနာပဲစိတ်ပဲလို့နာမည်ပညာပေးထားပြီမဲ့လို့လည်းတကယ်ကြည့်လိုက်တဲ့အခါကျတော့ရုပ်ရယ်လို့မတွေ့ရဘူးသဘောလောက်ပဲတွေ့ရတယ်စိတ်ရယ်ဝေဒနာရယ်လို့ဒီလိုတွေ့ရမှာမဟုတ်ဘူးသဘောလေးပဲတွေ့ရမှာပါ သဘာဝတရားလေးဖြစ်တယ်သဘာဝတရားလေးပြတ်တယ်သောသောတုန်းကတော့တကယ်မတွေ့ခင်တုန်းကတော့ဒါယုတ်ပဲဒါဝရဏပဲဒါစိတ်ပဲလို့နာမည်ပညာသတ်မှတ်ထားပြီမဲ့လို့လည်းပဲတကယ်တမ်းတွေ့တဲ့အခါကျတော့အဲ့ဒီနာမည်ပညာစီစိတ်မရောက်တော့ဘူးနာမည်ပညာစီစိတ်ရောက်ဖို့ရတဲ့အချိန်မရတော့ဘူးဘာဖြစ်လို့တော့သုတဘာဝတရားကလေးကတိတ်ကိုမြန်လွန်းတာ ဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်အရကနောက်တစ်ခုပေါ်လာတယ်ပြီးတော့ပြက်တယ်အဲ့ဒီလိုအပြောင်းလဲတွေသိမြန်လုံးတဲ့အခါကျတော့ဒါရုပ်ပဲတဏ္ဏပဲဆိုတဲ့နာမည်ပညာစီကိုပဲစိတ်မရောက်တော့ဘဲနဲ့အဲ့ဒီသဘာဝတရားကလေးကိုပဲသဘာဝတရားလေးဖြစ်တဲ့သဘာဝတရားလေးပြက်တဲ့သဘာဝတရားလေးဖြစ်တဲ့သဘာဝတရားလေးပြက်တဲ့ အဲ့ဒီလိုနိနေသဘာဝတရားလေးအပေါ်မှာပဲမိမိရဲ့စိတ်မိမိရဲ့အသိမိမိရဲ့ဉာဏ်ကကြာရောက်သွားတယ်အဲ့ဒါပညာကိုခွာပြီးတော့ပရမတ်ကို ကြည်ဆိုတဲ့အပိုင်းမှာအဲ့ဒီသဘောလေးလည်းပါပါတယ်ပုဂ္ဂိုလ်တရားငါတရားယောက်ျားမိမကိုမကြည့်ပဲနဲ့သဘာဝတရားကလေးကိုကြည်ဒိဋ္ဌိခွာပြီးတော့ပရဏနဲ့ငါနဲ့မယောစေနဲ့စိတ်နဲ့ငါနဲ့မယောစေနဲ့ ကျုံနဲ့ငါနဲ့မရောစေနဲ့ဆိုတဲ့သဘောဟာလည်းပဲအဲ့ဒီသဘောပါပဲအဲ့တော့သကလောင်းတွေမျိုးမျိုးပြောင်းသွားပြီမဲ့တကယ်တမ်းယောဂီများမှတ်ရမှာကသဘောဝတရားလေးကိုကြည်နေတယ်သဘောဝတရားလေးဖြစ်တယ်သဘောဝတရားလေးပြက်တယ်အဲ့ဒီပုံမှာငါမပါဘူးအဲ့ဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးယောက်ျားမိမမဟုတ်ဘူးဒါသဘောဝတရားကလေးပဲလို့အဲ့ဒီလိုသိပိလိုက်နှံ့ရင်ဝိပဿနာဖြစ်ပါတယ် အဲ့ဒါကြောင့်တမာတိရလာရင်ဝိပဿနာဖြစ်အောင် ကြိုးစားဝိပဿနာဖြစ်အောင်ကြိုးစားတော့မယ်ဆိုရင်ခန္ဓာကိုယ်အနှံပြကိုအတိကပ်ပြီးတော့ကြည်ရှောက်ချာနေရမှာလားဆိုတော့ဒီလိုတော့မဟုတ်ဘူးတမာတိလေးတီးပြီးတော့နှာသီးပြားလေးမှာပဲစိတ်ကိုငြိမ်းနေအောင်ကြိုးစားထားအဲ့ဒီလိုကြိုးစားနေရင်လည်းအတွေးကလေးတစ်ခုဝင်လာရင်ဒီအတွေးလေးဟာနာရသဘောလေးသူ့ကိုကြည်ပေး အတွေးကလေးဝင်လာရင်ဒီအတွေးကလေးဟာနာယသဘောပဲသူ့ကိုသိပေးအတွေးကလေးသည်အရှုကံတရားသူ့ကိုသိပေးတာကအရှုဉဏ်တရားအတွေးကလေးကဖြစ်ပြက်ဒုက္ခသစ္စာရှုတဲ့ဉဏ်ကမဂ္ဂသစ္စာတာမန်သိနေတာစိတ်တွေးနေတာလည်းစိတ်အဲ့ဒီအသည့်ထဲမှာ ဒါယုံပဲဒါနာပဲဒါခန္ဓာပဲဖြစ်သဘောလေးပဲပြသဘောလေးပဲလို့အဲ့ဒီလိုများသိလိုက်မယ်ဆိုအဲ့ဒီအတိထဲမှာရိုးရိုးစိတ်မဟုတ်တော့ပဲနဲ့ဉာဏ်ရှင်တဲ့စိတ်ဖြစ်သွားတယ်ဉာဏ်ရှင်တဲ့စိတ်ကိုဉာဏ်စိတ်လို့ဒီလိုသတ်မှတ်ပါတယ်ရိုးရိုးစိတ်ဉာဏ်စိတ်တမန်သီတာကရိုးရိုးစိတ်ပုဂ္ဂိုလ်တ attva မပါပဲနဲ့ယုံပဲနာပဲ ြစ်သဘောပြသဘောပဲဒုက္ခသစ္စာပဲလို့အဲ့ဒီလိုသိလိုက်တာကဉာဏ်စိတ်ဉာဏ်စိတ်ဆိုတဲ့နေရာမှာလည်းပဲသောသောရုံကဇာဘုနာဝရှိတာလို့ဒါကယုတ်ဒါကနံဒါကဖြစ်တယ်ဒါကပြက်တယ်အဲ့ဒီလိုသိနေရင်တော့ဇာဘုနာဝနဲ့သိတာမဟုတ်လို့ဉာဏ်စိတ်လို့ပြောလို့မဖြစ်ဘူးကိုယ်တိုင်သိမှဉာဏ်စိတ်ဖြစ်တယ် သောသောကယုတ်ပဲနံပဲလို့ကြားဖို့ထားလို့ဒါကယုတ်ဒါကနံဒါကယုတ်ဒါကနံဒါကဖြစ်တာဒါကပြက်တာဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်နဲ့အဲ့ဒီလိုပုံဖော်ပြီးသိနေခြင်းဟာဒါအတွေးစိတ်လို့ခေါ်တဲ့ရိုးရိုးစိတ်ပဲဖြစ်သေးတယ်ဉာဏ်စိတ်မဖြစ်ဘူး။ဘာဖြစ်လို့တော့တကယ်မြင်တာမဟုတ်လို့ယုတ်သဘောနံသဘောကိုတကယ်မြင်တာမဟုတ်သေးတဲ့အတွက်အတွေးစိတ်ပဲဖြစ်တယ် ဉာဏ်စိတ်ဆိုတာကသောသရုံကတရားနာတော့ကဒါရုပ်ပဲဒါနာပဲလို့သိထားတယ်အခုကြည့်တယ်ကြည့်တဲ့အခါကျတော့ကိုယ်ခန္ဓာမှာကြည့်လိုက်တဲ့အခါမှာဖောက်ပြန်တဲ့သဘာဝတရားလေးတွေ့မယ်သိတဲ့သဘာဝတရားလေးတွေ့မယ်ခံစားတဲ့သဘာဝတရားလေးတွေ့မယ်အဲ့ဒါလေးကိုစိုက်ကြည့်တွေ့လိုက်ကြတဲ့ကဟာတာကဖြစ်ပြပဲလို့ဒီလိုသွားမလုံးနဲ့ဖြစ်ပြမြင်မှဖြစ်ပြတွေ့တယ်လို့သဘောထား ဒီတော့ယောဂိများကဘာလို့မလဲအရှုကံတရားကို ကြည့်ဖို့ပဲအရှုကံတရားကိုကြည့်ဖို့ပဲကြည့်နေဖို့ပဲသိနေဖို့ပဲရှုနေဖို့မှတ်နေဖို့ပဲအဲ့ဒါလိုကြည့်နေရင်သိနေရင်နဲ့မှဉာဏ်လေးရင့်လာပြီဆိုရင်သဘောပေါက်လာတယ်။ဟောတာပုဂ္ဂိုလ်မဟုတ်ဘူးတတ္တဝါမဟုတ်ဘူးငါမဟုတ်ဘူးဒါယောက်ျားမင်းမမဟုတ်ဘူးဒါကယောသဘာဝလေးပဲဒါကအနန္တဘာဝလေးပဲလို့အဲ့ဒီလိုသဘောပေါက်လာ ကိုယ်တိုင်သဘောပေါက်ပြီးတော့သိတဲ့အတိကမှထိုးထွင်းတဲ့အတိလို့ခေါ်တယ်အဲ့ဒီအတိကဉာဏ်စိတ်ထိုးထွင်းသိတာမဟုတ်ဖဲနဲ့သဘောပေါက်သိတာမဟုတ်ဖဲနဲ့ကြာဘူးနာဝါနဲ့သိနေတာမျိုးကတော့ရိုးရိုးတွေးတော်စိတ်ဒီတော့ရိုးရိုးတွေးစိတ်ကိုဉာဏ်စိတ်လို့ထင်ပြီးတော့လမ်းမကိုလိုက်မိတတ်တယ်အဲ့ဒီလိုမဖြစ်ပါစေနဲ့ကြာဘူးနာဝါကိုဒီနေရာမှာအသုံးပြုပြီးပုံပေါ်ပြီးကြည့်နေတတ် ဝိပဿနာရှုတယ်ဆိုတာဟာပုံဖော်ပြီးကြည့်နေလို့မရဘူးကိုယ်တွင်းတဲ့ကိုကြုံပြီးတော့သိပြီးနေလို့မရဘူးဖြစ်တာမတွေ့ခင်ကတည်းကဖြစ်တဲ့ဖြစ်တဲ့နဲ့လုံးနေလို့မရဘူးပြက်တာမတွေ့ခင်ကတည်းကပြက်တဲ့ပြက်တဲ့နဲ့လုံးနေလို့မရဘူးယုတ်တိနာနေမတွေ့ခင်ကတည်းကသဘောမပေါက်ဖဲနဲ့ဒါယုတ်ပဲဒါနာပဲလို့ရှောက်လုံးနေလို့မရဘူးယုတ်ကိုတွေ့မှယုတ်ကိုတွေ့တယ်လို့မှတ် နာန်ကိုတွေ့မှနာန်ကိုတွေ့တယ်လို့မှတ်ဖြစ်သဘောကိုတွေ့မှ ဖြစ်သဘောတွေ့တယ်လို့မှတ်ပြက်သဘောတွေ့မှပြက်သဘောတွေ့တယ်လို့မှတ်အဲ့ဒါဝိပဿနာဆရာဟာစိတ်ကုနဲ့ပုံဖော်ပြီးကြည့်နေရမှာမဟုတ်ဘူးဝိပဿနာဆရာဟာကိုဖြစ်ရှင်တယ်လို့စိတ်ထဲမှာဖြစ်နေလို့မရဘူးစောင့်ကြည့်ရမှာဘာနဲ့စောင့်မလဲတမာတိနဲ့စောင့်တမာတိလေးထူထောင်ပြီးတော့ကြည့်ပြီး တမာရီလေးနဲ့သာငြိမ်ပြီးတော့နှာသေးပြားလေးမှငြိမ်ပြီးအဲဒီလိုဆိုရင်ရုပ်တဘာဝလေးတွေထင်ရှားထင်နေရှားရှားပေါ်လာတာတွေ့ရလိမ့်မယ်ရုပ်တဘာဝလေးတွေမထင်ရှားရင်လည်းသိတဲ့အသည်ခံစားတဲ့ခံစားမှုနှံတဘာဝလေးတွေထင်နေရှားရှားပေါ်လာတာတွေ့ရလိမ့်မယ်ရုပ်တဘာဝထင်ရှားရင်ရုပ်တဘာဝကိုကြည့်နှံတဘာဝထင်ရှားရင်နှံတဘာဝကိုကြည့်ရုပ်ပဲကြည့်မယ်နှံပဲကြည့်မယ်လို့ကြိုတင်ပြီးတော့ တမထာလို့မရဘူးထင်ရှားတာကြည့်ရမှသည်ယောဂီရဲ့အလုပ်ပဲဒါရကျင်တာခိုက်တာခဲတာတွေမပေါ်သေးရင်ဒါယောဂဘာဝမထင်ရှားဘူးလို့ဒီလိုပြောနိုင်ပါတယ်တကယ်ကတော့ယောဂစရာဖောက်ပြန်တဲ့သဘောရှိတယ်အမြဲတမ်းဖောက်ပြန်နေတာပဲဒါပေမဲ့ဒါရကျင်တာကိုသတိမထားမိရင်ဒါယောဂဘာဝမထင်ရှားလို့လို့မှတ် ရုပ်သဘာဝမထင်ရှားရင်ဗာထင်ရှားနေလေနာမ်သဘာဝထင်ရှားနေလေနာမ်သဘာဝထင်ရှားတယ်ဆိုတာကအတိလေးရှိနေတယ်အတိလေးရှိနေတယ်အဲ့ဒီအတိလေးဒီနာမ်သဘာဝပဲအဲ့ဒီအတိလေးကိုစိုက်ကြည့်အတိလေးကိုစိုက်ကြည့်အတိလေးကိုပြန်သိအတိလေးကိုသိပေးအဲ့ဒါဆိုနာမ်သဘာဝကိုသိပေးနေတဲ့သဘောပဲတွေးနေတဲ့စိတ်ကရိုးရိုးစိတ်သူကိုသိပေးတဲ့စိတ်ကညာစိတ်တွေးနေတဲ့စိတ်ကလည်း ဖြစ်ပြက်ဉာဏ်စိတ်ကလည်းဖြစ်ပြက်တန်တရားတို့မိဒီမှာဘယ်နန်တရားမှာ အမြဲတည်တတ်တယ်ဆိုတာမရှိဘူးဒါကြောင့်ဘယ်စိတ်ပဲပေါ်ပေါ်ပေါ်တဲ့စိတ်ကိုနောက်စိတ်နဲ့သိပြီးရှင်းစိတ်ကဖြစ်ပြက်နောက်စိတ်ကမဲ့ဒီထဲမှာရိုးရိုးသိရင်ရိုးရိုးစိတ်ထိုးထိုးထွန်းထွန်းသိရင်ဉာဏ်စိတ်အဲ့ဒီဉာဏ်စိတ်ကိုလည်းနောက်စိတ်နဲ့ပြန်ကြည့်နောက်စိတ်နဲ့ပြန်သိရှင်းစိတ်ကဖြစ်ပြက်နောက်စိတ်ကမဲ့ဒီပုံစံအတိုင်းပဲ တည်ပြီးသွားမယ်ဆိုရင်ဝိပဿနာဖြစ်ပါတယ်အဲဒါကြောင့်ယောဂိပေါင်းတော်ကောင်းတို့ဟာတမာတိဖြစ်အောင်လဲကြိုးစားရမယ်ဝိပဿနာဖြစ်အောင်လဲကြိုးစားရမယ်တမာတိနဲ့တင်မယ်လဲအချင်းကောင်းမနေနဲ့ဝိပဿနာဖြစ်အောင်ကြိုးစားတမာတိမပါဘဲနဲ့လည်းပဲဝိပဿနာရှုလို့မရဘူးဒါကြောင့် တမာရိပဲတိုင်းတာတိထူထောင်ရမှာလေဝိပဿနာ ဖြစ်အောင်ရှုနိုင်တဲ့အတိုင်းတာတိထူထောင်ရမှာပေါ့ဆိုလိုရင်းကတော့ရှုကယုံနာခန္ဓာကိုပုဂ္ဂိုလ်ဆက်၅ဆက်ကင်းကင်းနဲ့ကြီးနိုင်သည့်အတိတမာရိထူထောင်ပေးအဲဒီလိုတမာရိရသွားပြီဆိုရင်ခန္ဓာကိုနှံပြမှရှိတဲ့သဘောပါတရားကလေးတွေကိုပေါ်တဲ့အချိန်မှာ ပေါ်ပေါ်ချင်းသိအောင်လုပ်လိုက်မရှာနဲ့ရှောက်မကြည့်နဲ့တမာရိနဲ့ထူထောင်ပေး ရောသဘာဝနဲ့သဘာဝလေးတွေပေါ်လာရင် ပေါ်တဲ့ချင်းသိလိုက် မရှိတော့ရင်မရှိဘူးလို့သိလိုက်ပေါ်လာရင်ပေါ်တယ်လို့သိလိုက်မရှိတော့ရင်မရှိဘူးလို့သိလိုက်အဲအသေးကလေးတွေတနေ့ရှားရမဖြစ်ဘူးဆိုရင်ဒါသမာဓိအားနဲ့သွားလို့ဒီလိုဆိုရင်သမာဓိလေးပြန်ပြီးတော့ထူထောင်ပေးလိုက်ဒီတော့သမာဓိလေးနာသီးပြမှာသမာဓိလေးထူထောင်လိုက်ခန္ဓာရဲ့သဘာဝလေးကိုကြည့်လိုက်နာသီးပြမှာသမာဓိလေးထူထောင်လိုက်ခန္ဓာရဲ့သဘာဝကိုကြည့်လိုက် ဲ့ဒီလိုပြောင်းလဲလေးနဲ့ကြည်သွားမယ်ဆိုရင်တမာရီလည်းမလျော့တော့ဘူးဝိပဿနာလည်းဖြစ်ပါတယ်တမာရီနဲ့ဝိပဿနာရှင်ပြီးတော့သွားရင်ဝိပဿနာလမ်းကြောင်းပေါ့အားကောင်းကောင်းနဲ့ရောက်သွားမှသိကြပါတယ်လို့အဲ့ဒီလိုသဘောပေါက်ပြီးတော့တမာတိမှတိဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားပြီးတော့ရှုပ်ပေးလိုက်ကြပါ